hey ငါတို့ရဲ့အပေးယူကစိတ်ဆွာတိုက်ပွဲမှာမင်းနဲ့မင်းရဲ့ကောင်မလေးကအဆင်ပြေစိတ်ဆွာရှိတဲ့သူတွေကိုတာဝန်ယူပေးပြီးတော့ငါတို့ကမင်းတို့ကိုမထိဖို့ပဲလေဘာဘာလဲကြောက်နမ300ဘလို့လို့အဆင်ပြေမှာလဲသူကတယောက်ကြားလေ့ကျင့်အကုန်လုံးမှာအဆင်သင့်ရတာမင်းမသိဘူးလားထို့သောအငင်းခုန်ချင်းဒီချိန်မှာကောင်မလေးကဘေးဘီဘာလို့တုံလုံးနေရလဲစိတ်ဆွာတိုက်ပွဲမှာလားဆိုငါတို့ကအဲ့ကြောက်နမ300ထက်အများကြီးတာပါတယ်ဘေးဘီအဲ့ကောင်မနေ့ကတော့ဘာလို့ခက်လဲဆိုတာမင်းမတွေးလိုက်လို့အဲ့ကောင်ကတကယ်အန္တရာယ်များတာ ဆိုပြီးအငင်းခုံထိနေကြချိန်မှာဂျင်ဆောင်ကဟေးမင်းတို့အတွက်အချိန်ဆွဲမနေပဲလာခဲ့လေ အားချီးပဲပညာသားပါတော့စိတ်ညာနဲ့ကြီးထွားလာတော့ကြပုတ်စိတ်ဆွမ်းအားအဆင့်ဘီမိုင်းနဲ့တိုက်ခိုက်ရေးဘီမိုင်းနဲ့ကြပုတ်ဤဆွမ်းအားမှာတင်းရဲ့အခြေအနေပေါ်မူတည်ပြီးကောင်းကောင်းစီစဉ်ထားမှုပေါ်မူတည်သည်ထို့သောငနေကောင်ကဆွမ်းအားထုတ်လိုက်ချိန်မှာပဲဂျင်းဆောင်ကညာဘက်လက်မင်းသူတို့ကိုတက်လို့မရဘူးနော်နားလေလားဆိုပြီးပြောနေတော့ငနေကကြည့်ရင်ဒီကောင်ဘာဖြစ်နေရလဲသူကသူ့လက်ကိုစားပြောနေတယ်ပေါ့လို့တွေးနေရင်တိုက်ခိုက်ပါတယ် ငနေရဲ့တက်ခိုက်ချက်များကိုဂျင်ဆောင်ကအသာလေးရှောင်သိမ့်နိုင်တဲ့အတွက်ငနေကဒါချင်းနိုင်ရဲ့လားဆိုကအံ့ဩထိတ်လန့်နေပါတယ်ဂျင်ဆောင်ကတော့ဒါမင်းလုံးနိုင်တာအကုန်လားဟီဟီဟီလို့ပြောရင်စိတ်ထဲမှာတော့အာမကြည့်ဘူးထိန်ချုံစမ်းထိန်ချုံစမ်းဆိုကကိုယ့်စိတ်ကိုမနဲ့ထိန်နေရပါတယ်ငနေကောင်းမလေးကတော့ဒါကိုအထိတ်တလန့်နဲ့ကြည့်ရင်အဲ့လိုကိုယ့်ရောက်ကားနိုင်တဲ့ပုံစံနဲ့ तू ကငါ့ဘီဘီရဲ့တက်ခိုက်ချက်တွေအကုန်လုံးကိုခုခံနေတာပေါ့လို့တွင်ရင်ထိတ်လန့်နေပါတယ်ငနေကတော့တက်ခိုက်နေရင်က ဟေးမင်းတို့အဲ့မှာဒီတိုင်းပဲရက်နေကြမှာလားညဉ့်ညံငါ့ကိုလာကူကြလေလို့អော်လိုက်ပင်မဲ့မင်းနာကငနာလေးတွေကတော့ယူးနေရလားငါမင်းရဲ့ကြာပေါ့နဲ့အရိုက်ခံရပြီးအထောက်ခံရရင်ဘယ်လိုလုပ်မလဲဆိုကထက်ခွန်းတက်နေပါလေထိုးရတွေကိုကြည့်နေတဲ့ចောင်းကြီးကတော့ အဲ့ဒီចောင်းသားကငါငါသူ့နာမည်ကိုမမှတ်မိဘူးသူကဒုတိယနှစ်တွေအကုန်လုံးရဲ့အဆင့်ငါမှတ်လားလို့ပြောနေတော့ကျွန်တော်တို့ရဲ့စီနီယာမမကဂျင်းဆောင်တို့အဆင့်ကိုကြည့်ရင်မဖြစ်နိုင်တာသူကမနေ့ကလိုကြောက်တုံးကိုကြုံတလို့တိုက်ခိုက်နေတာလည်းမဟုတ်တော့ပဲလုံးလုံးမတူတဲ့အဆင့်ကြီးကိုရောက်နေရပဲအဲ့ကြဖို့ကိုလည်းကောင်းကောင်းမွန်မွန်ပြန်ခုတ်ခံနေတာပဲလို့တွင်ရင်စီနီယာဆောင်းဟိုကိုခေါ်လိုက်ပေမဲ့စီနီယာဆောင်းဟိုကဘာမှမတုတ်ပြန်တဲ့အတွက်သူကမအံ့ဘူးပေါ့ဒါဆိုရင်လို့တွင်းနေပြီးတိုက်ပွဲထင်းမှာတော့ဂျင်းဆောင်ကအဲ့မှာပဲရက်နေပြီးကြောက်ဖို့နဲ့ပဲတိုက်နေတော့မလို့လားဒါဆိုရင် ငါလာမယ်ဆိုကတိုက်ခိုက်ဖို့အေးလာနေတော့ငနာရဲ့ကောင်းမလေးကငါငါပြပြီးကိုကာကွယ်ရမယ်အချစ်ရဲ့အကာအကွယ်အချစ်ရဲ့အကာအကွယ်စိတ်ဆွမ်းအားအဆင့် B+ တိုက်ခိုက်ရေး B- တင့်တဲ့အတွက်တန်ဖိုးရှိသည့်လူကိုကာကွယ်ပေးလျင်ပို့ပြီးတောက်တင်ခိုင်မာလာသည်ထို့သောကာကွယ်နေတဲ့အတွက်ငနာကအာမထစ်ဘူးလို့ပြောပေမဲ့ငနာရဲ့ကောင်မလေးကအဆင်ပြေပါတယ်ငါအချစ်ရဲ့ဆွမ်းအားကိုတတ်သိပြပြီးမယ်ဆိုကာကာကွယ်ပေးနေပြီမယ် မမထင်နိုင်တာအဲ့လိုမျိုးတညောင်လေးကြောင့်နေငါအချစ်ရဲ့အစွားကကျိုးပြက်သွားစရာလားလို့ပြောနေပေမဲ့လက်ပတ်ကတော့တက်စီသွားပါလေဒီအကာအကွယ်နေ့တောင်အကျိုးတက်ရောက်မှုစောက်ယူလေလက်ကောက်ကတက်စီသွားတာလားဆိုပြီးနှစ်ယောက်လုံးထိတ်လန့်နေပါလေနနာကောင်ကတော့အချက်ချင်းသူတို့မနိုင်တော့မှန်းသိပြီးတော့ငါငါတို့အညက်ခံပါတယ်ဆိုကလက်ကောက်ကိုချွတ်လိုက်ပြီးငါတို့ထွက်မယ်ငါတို့အပြင်သွားမယ်ငါတို့အရှုံးပါပြီလို့អော်ပြောနေပေမဲ့ငနာရဲ့ကောင်မလေးကတော့ ငါ့အချစ်ကအဲ့လောက်ထိတော့အားနေတာလားဆိုကမှိုင်းနေပါတယ်သိရမလားဘလောက်ပဲချစ်ချစ်အချိန်တန်ရင်တော့ညက်ကမှာပဲလေငနာကောင်းကတော့မှိုင်းကြနေတယ်သူကြီးကောင်းမလေးကိုဆွဲခေါ်သွားရပါတယ်ဂျင်းဆောင်ကပဲဆက်ပြီးမနေ့ကတထိန်ချုပ်ကတာလွယ်တာပဲနမိတ်ကြောင်းသွားလို့ညံလားဆိုကတကိုယ်ထိပြောနေတော့ဘေးကရုပ်ချင်းစင်နဲ့နှစ်ကောင်ကတော့ငနာတို့ဆောင်သွဲထွက်သွားတဲ့အတွက်အလိုမကျအဖြစ်နေကြပါတယ်ဂျင်းဆောင်ကတော့ဆက်ပြီးအချိန်လေးတိတ်မကြံတော့ဘူးညဉ့်ညံငါ့ကိုလာတိုက်တော့လေလို့စင်ခေါ်လိုက်ပါတယ်ဒါကိုကြည့်ပြီးတိတ်မခံနိုင်တဲ့ကြောင်းကြီးကဟေးအတော့မကြတဲ့ကောင်လေးမင်းတို့အဆင် F တယောက်ကိုတော့နိုင်အောင်မလုပ်နိုင် င်ကြဘူးလားလို့អော်ပြောပါတယ်။ရုပ်ချင်းစင်းနဲ့နှကောင်ကတော့ချီပဲသူ့ကိုနမတ်သူနဲ့လွှမ်းမိုးလိုက်ဆိုကာကြိုက်ဖို့ခုံအုပ်လာပါတယ်။ဒါကိုကြည့်နေတဲ့ဂျင်းဆောင်ကကိုပွားတဲ့အစွမ်းဉဏ်လားမဟုတ်ဘူးသူတို့မှမတူတဲ့စိတ်ဆွမ်းတာရှိတာပဲသူတို့ကအမွှားရည်ဉဏ်လားဆိုကာအသွေးနယ်ချဲ့နေပါတယ်။ထိုချင်းတယောက်ကပိုးပြီးတုတ်လာလိုက်ဆိုကာကြိုက်ဖို့လှုပ်ပါတယ်။တုံနိုင်တော့တိုင်စိတ်စွာအဆင့် C+ တိုက်ခိုက်ရေး C+ အတုံးကျူတူတောက်ခံနိုင်သည့်အထိတုံနိုင်သည်တုံနိုင်သည်တဲ့ဒါတို့အခြေချိတ်ပြီးပြောစရာမလိုလောက်ပါဘူးเนาะ brother တို့ ထို့နောက်အမွှာကောင်ရဲ့တိုက်ခိုက်ချက်ကြောင့်ဂျင်ဆောင်ရဲ့ညက်လုံးကိုရှုံနေဝင်ကုန်ပါတယ်ထို့ချင်းနောက်ကနောက်ထပ်အမွှာကောင်ကရှေးစန်းလို့អော်လိုက်ပါတယ်ရှေးလာနိုင်တော့တိုင်စိတ်စွာအစင်စီပလက်တိုက်ခိုက်ရေးစီပလက်အတုံးပြူသူတောက်ခံနိုင်သည့်အထိရှေးလာနိုင်သည်ဒါကိုလည်းအကျယ်ချဲ့ပြီးတော့ရှင်းပြနေစရာမလိုတော့ဘူးထင်ပါတယ်နော်ရာဒါတို့ထို့ချင်းညက်လုံးပုတ်နေတဲ့ဂျင်ဆောင်ကအသာအလီနောက်ထပ်လက်တစ်ဖက်နဲ့ကာကွယ်လိုက်ပါတယ် ။ဒါကြောင့်အမွှာကောင်ကထိတ်လန့်သွားပြီ။ဟမ်၊ तू မကြည့်ပဲနဲ့ဘလို့လို့ကာဝေးလိုက်တာတဲ့။ဆိုပြီးအံ့ဩနေပါတယ်။မျက်လုံးတုပ်ပြီးတဲ့ဂျင်းဆောင်ကတော့တိုင်ကောင်းတစ်ခုပဲ။မင်းကအဲ့ဒါတုံးနေတာဆိုတော့ငါလည်းတုံးရမှာပေါ့။ဟာ၊ခဏ။အာ။ ထို့သောလဲသွားကြတဲ့အချိန်မှာကျင်ဆောင်ကငါဒီတိုင်းကိုခဏလောက်ဆက်တော့ဦးမယ်နော်လို့ပြောတော့အမွှားကောင်ကတုံးလိုက်မယ်ထင်နေရလားငါလုံးဝလွတ်ပြစ်မှာမဟုတ်ဘူးဒါကြောင့်ကျင်ဆောင်ကအေးပါမလွတ်နဲ့လို့ပြောနေတော့နောက်ထပ်အမွှားတစ်ကောင်ကနောက်ကနေအလစ်ဝင်လိုက်ပါတယ်ထို့တော်လည်းကျင်ဆောင်ကသာအသာလေးအနံယူလိုက်နိုင်ပါတယ်ဟုတ်နော်ကျင်ဆောင်ကငါပူတုံးရင်ပူပြောဖို့ကောင်းပါတယ်အခုအစင်တစ်ပြင်ထားကြမလား ចောင်းកាបែឆេងបាលុំមិលេះសូដាមិនទីដរលីសូកាឌីបៃលីរ៉ឌីមកបែពីសុងតបាពីជិះសောင်းប្លូរីថាត់ចានអូមិលេះសូដាក៏រណៅបៃលីមកសិតទៅបាមេអាឡុំមេជេស៊ូបា